တောင်းကြည့်ရသည်ဝိနည်းရှင်ဖြစ်သောဒေါသမင်းအောင်ကြီးဆက်ဆက်ဖြစ်ဖြစ်ဝိနည်းမင်္ဂလာတော်အကြောင်းပြုပြီးဘဝတစ်ပါးကျောင်းရွှေသွားကြသောပညာရှင်အပေါင်းကြီးဘုံကျေးဇူးတော်ဧတတမှုအာယု ရေသံဃာကောအားရှင်မန်းသာရေသူတို့ကိုသာသူသေးပါ၏သူတို့ကိုသာထောက်ပံ့ပါ၏သူတို့ကိုသာစောင့်ရှောက်ပါ၏အရှင်ဘုရားသမားမင်္ဂလာပါမင်္ဂလာပါရှင်ဟုတ်ကျမတော်တမ်းပြအောင်လို့ဒီဘယ်တော့မှတွေ့ကြတာဘယ်လိုတွေ့ကြတာမနက်ကျွန်တော်နဲ့စတွေ့တာအဲနှစ်ပေါင်းများစွာကျမထင်တယ်နှစ်ပေါင်း30လောက်တော့ရှိပြီပေါ့နော် ဟိုပထမပိုင်းမတမ်းမြအောင်စာစရေးတဲ့အချိန်လေးပေါ့နော်ကျွန်တော်တို့ကလည်းအန်တီကလျာတို့အန်တီဒေါကင်ဆွေဦးတို့နဲ့အတူတူတွဲတဲ့အချိန်အဲ့ဒီအချိန်မှာမတမ်းမြအောင်နဲ့နေဦးနဲ့အန်တီဒေါကလျာနဲ့စပြီးတော့တွေ့ကြရတယ်ပေါ့နော်အဲ့ဒါမတမ်းမြအောင်ကိုကျွန်တော်မိတ်ဆက်ပေးတာပေါ့ပြီးတော့မတမ်းမြအောင်ကတွေ့ပြီးတဲ့နောက်မှာမတ်တမ်းမြောင်ရဲ့စာလေးကိုအဲ့ချိန်မှာမဖတ်ရသေးဘူး။ဒါပေမဲ့မတ်တမ်းမြောင်ကသူ့ရဲ့ဘဝဇာတ်ကြောင်းကိုပြောပြတာ။ အဲ့ဒီဘဝဇာတ်ကြောင်ပြောပြလာနေတယ်ကျမကအမရဲ့ storytelling ပေါ့ storytelling art ပေါ့နော်စကားပြောခြင်းအဲဝတ္ထုပြောခြင်းအတတ်ပညာကိုကျမကလေးစားသွားတာသူပြောတဲ့အခါမှာကျမဆိုပါဇာဟောင်းသားနဲ့ငေးပြီးတော့အော်အမအမသမ်းမြအောင်ဆိုတာဒီလိုပါလားပေါ့နော်တိတ်ကို storytelling တိတ်ကောင်းတာပဲလေအဲ့ဒီကလေးကစပြီးအမကိုကျမချစ်လိုက်တာ အနောက်ပိုင်းလဲညီမတွေပဲတကယ်ညီမအရင်နေလို့ပါပဲသူသွားရကိုလိုက်တယ်ကိုသွားရသူလိုက်တယ်တခုပဲရှိတယ်အမလောက်ကျမကအများကြီးအလုံးမလုံးနိုင်ဘူးပေါ့နော်ဟို CHP ဟိုဒုက္ခရိပ်မျိုးလုံးမဲ့ဆိုတော့လဲကျမ အတူတူပါခဲ့တာပေါ့နော်။နောက်ဟိုဟာကျတော့အနုပညာစီစာရေးဆိုလဲကျမအစပြီးတော့ပါခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာကျမမလုတ်တလောက်မလုတ်နိုင်တဲ့ခါကျနောက်ကိုဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့နည်းနည်းပြန်ပြီးတော့ဝေးသွားတာပေါ့။ဒါပေမဲ့စာပေအဖွဲနဲ့ပတ်သက်ရင်တော့ကျမနဲ့အမနဲ့ကခုချိန်ထိပဲအတူတူအလုပ်တွဲပြီးတော့လုပ်နေကြပါပဲ။စာရင်းရင်လည်းအတူတူသွားပြီးတော့ရေးရတယ်။အန်တီဝင်းပေါ့။အန်တီဝင်းဒေါက်ကလေးယာဒေါက်ကလေးယာအိမ်မှာသွားရင်အမကလည်းသွားရေးတယ်ကျမကလည်းသွားရေးတယ်။နောက်ပြတော့ဥမျက်စွေနော်။ ့ဤစေတို့ရဲ့အိမ်မှာဟိုတယ်အဲ့ဟိုတယ်မှာလည်းအမနဲ့ကျွန်တော်နဲ့အတူတူသွားရင်းမှုတယ်ဟောပြောပွဲလေးလည်းအတူတူသွားခဲ့မှုတယ်ဆိုတော့တကယ်ညီမရင်းတို့ပါပဲအခုမှတော့ပြင်းတယ်အဲဟုတ်တယ်ပြင်းဦးလေးမှလည်းသွားရည်တယ်ပြင်းဦးလေးမတော်ဝင်းမေအိမ်မှလည်းသွားရည်တယ်နော်အဲ့တော့စာပေညီမပေါ့နော်ပရဟိတညီမဆိုတာတော့ ကျမကမလောက်ခြေနှမ်းမတွက်နိုင်ဘူးပေါ့အမကိုကျမသားအချစ်ကျူးတာပင်မလဲသိခံနိုင်လာခုချိန်ထိဒီအသက်ရွယ်ထိပေါ့နော်80နှစ်နှစ်ဆိုတာတကယ်တော့ကျမတို့ဟိုမြန်မာအနေနဲ့မြန်မာအမျိုးသမီးအနေနဲ့ဆိုရင်ဟိုဒါတော်တော်အဲအဲအမင်းလည်းလို့မပြောနဲ့တော်တော်ပြေဝတဲ့အရွယ်ပေါ့နော်တော်တော်ပြေဝတဲ့အရွယ်ဆိုတော့ကျမဆိုရင်ခု68နှစ်ပြည့်ပြီပေါ့နော်ကျမ68တဲဝင်းပြီဆိုတော့ဟိုမအူကျမက ်အခုလိုပဲဒီဒီတိုင်းပဲရှင်းရှင်းလန်းလန်းလေးလန်းလန်းဆန်းဆန်းလေးဟိုဗေဒပြန်အန်ကိုခဲပန်းပန်လျက်ပဲပေါ့နော်မဘလိုပဲလိုင်းတပိုးတွေရိုက်ခတ်ပါစေအမကအမြဲတမ်းပဲရှင်းရှင်းလန်းလန်းပဲပန်းပန်လျက်ပဲဆိုတော့အဲ့ဒါလေးကိုကျမကရှေ့ဆက်ပြီးတော့အဲ့ဒီအတိုင်းလေးပဲကျမမြင်ခြင်းနဲ့အမကိုကျမကဟိုလေးစားတာချစ်ခင်တာအပြင်ကြီးညိုတာပေါ့ ကြီးညိုတာပေါ့နော်ကြီးညိုတာဘာလို့ကြီးညိုတာလဲဆိုတော့ကျမမလုံနိုင်တဲ့အလုပ်တွေကိုအမကလုပ်တယ်အခုစောစောဖုံဖုံပြောသွားသလိုပဲလေလူတိုင်းမလုံနိုင်တဲ့အလုပ်တွေကိုအမကလုပ်ခဲ့တာလေလုပ်ခဲ့ပြီးတဲ့နောက်မှာတစ်ဆက်ကလေးမှမငင်းညူဘူးမငင်းညူဘူးသူများပေါ်လည်းမကောင်းမပြောဘူးအဲ့တော့အဲ့ဒီဒီဒီကိုချင်းသိက္ခာပေါ့မရဲ့ကိုချင်းသိက္ခာသီလသမာဓိပညာပေါ့ထားလိုက်ပါတော့เนาะသီလသမာဓိပညာကိုကျမကယုံကြည်တယ်လေးစားတယ် ြည်ညိုတယ်အဲ့တော့အမကိုကျမဆူတောင်းပေးချင်တာအခုအသက်80နှစ်ကနေပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်အောင် အမအသက်ရှိပါစေကျန်းမာပါစေစိတ်ချမ်းမြေ့ပါစေနောက်ပြီးတော့သူများကိုခုလိုပဲမေတ္တာစေတနာဆက်ပြီးတော့ထားနိုင်တဲ့အမ်ပရာဟိတမိခင်ကြီးပေါ့နော်မိခင်ကြီးပဲမယ်ကျမကတော့ကျမရဲ့အမပဲမလို့ပရာဟိတအမကြီးပေါ့နော်ပရာဟိတအမကြီးနေနဲ့ဆက်လက်ရည်တည်နိုင်ပါစေဒါမဲ့ကျမတခုပဲအမကိုဟို နည်းနည်းလေးသတိပေးချင်တာကလေမအလုတ်သိပ်များတဲ့ခါကျတော့ကိုကျမ်းမာရေးကိုကိုတကယ်မဆိုင်ဖြစ်တာလေးရှိတယ်လေအဲ့တော့ကိုကျမ်းမာရေးကိုတော့ဦးစားပေးဘာလို့လဲဆိုတော့ဒီသစ်ပင်ကြီးကဟိုကောင်းနေမှာငှက်တပေါင်းကနားနိုင်ပါလေအဲ့သစ်ပင်ကြီးကတနေရာမှာပြိုလဲတာတို့တနေရာမှာໃຫຍ່ແນ່ລາລູຊິງ່ແຕຕ້ອງກະມະນາຫນາຍຫມູບໍອັນເອົາກົກກູອີຍັງຈັມມາຍີສ້ອງຊောက်ຜູ້ເລຈັມມາມາໂອສຽວວັນດຽວອຽນແນ່ບໍເນາະປ ્યો ຈິມມາແດ່ມາ ဟိုကိုကျမကြီးကိုကိုတကယ်ကိုဂီမဆိုင်တာတခါတခါဟောပြောပွဲဆင်မင်းမော်ကနေပြပြန်အစင်းမှာမူးလဲတာတို့ဘာတို့မကြခဏကြုံမှုရယ်လေမနောက်အဲ့ခံပွဲတစ်ခုကနေပြီးတော့ကျွန်မအကိုဟိုဘာတို့အန်တီကလျာတို့နဲ့အတူတူအဲ့ခံပွဲတစ်ခုမှာအမမူးလဲလို့မူးလဲလို့ကျမတို့ပြန်ပြီးတော့ကျတော့သူ့ကိုပြန်ခေါ်ရတာဆိုတော့အဲ့ဒါမျိုးတွေကခဏခဏပဲဒါပေမဲ့နောက်တနေ့ကျရင်အမကကြည်ကြည်လင်လင်ပဲ okay ပဲပေါ့နော် it's okay ဒါပေမဲ့မရဲ့ကျမ်းမာရေးကိုကျမတကယ်စိတ်ပူပါတယ်အဲအကြောင်းအလုပ်လေးတွေလည်းလုပ်ပေါ့ဒါပေမဲ့လည်းနည်းနည်းလေး short ပြီးတော့ကိုကျမ်းမာရေးကိုကိုကဖြစ်အောင် view site နိုင်ပါသေးလို့ကျမအမကိုချစ်ချစ်မြတ်တာနဲ့ကျမဟိုတောင်းဆိုတာပါအမရဲ့နော်ဟုတ်ကဲ့ပါရှင်။ဒီမဒီဇိုင်းနာကြီးပြရလို့ဆီစီမလေးကဘာတရားချုပ်လဲ။ဘာလို့ရိုးရှိရော ဲ့ဒါဒီမှာဒီဇိုင်းတွေဖြည်းဖြည်းချင်းချင်းရောက်လာတမီးအာဒီလိုလဲအားတယ်တော်ပြီမင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဟုတ်ပါလားဆမတ်တမ်းမြောက်အမေလို့ခေါ်တာလားဟုတ်တယ်အမေလို့ခေါ်တာဟုတ်လားဘယ်လိုသိလို့ဘယ်တော့မှဘယ်လိုဘယ်လိုခေါ်ဖြစ်တာအာဒါကတော့ကျွန်တော်ရဲ့ဒါ Pride မိခင်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုအဲ Pride လို့နေယူကမမကြီးတော်တော်များများလဲအမေလို့ခေါ်ကြတယ်ဒါဆမတ်ကြီးလို့လည်းခေါ်တယ် ဒါရင်တော့ဆီယမအီလို့ခေါ်ကြတာပေါ့နော်ဒါပေမဲ့အခုတော့ကျွန်တော်တို့ကကျွန်တော်ရဲ့ bright time meeting ဖြစ်တဲ့အတွက်ဒါအမေလို့ခေါ်တာပေါ့ဟုတ်ဟုတ်အဲ့တော့ဆီယမဒီနေ့ဆီယမကဘယ်လိုစလောကလေးပြောတော့အာအမေအများကြီးကြက်မပါစီအာ6လောက်လည်းအရန်ကောင်းတာမဟုတ်ဘူးကျွန်တော်နဲ့တူတူပဲပေါ့အမေလည်း6လောက်မကောင်းဘူးအဲ့တော့6လောက်လည်းအမေလည်းအယွတ်ပဲ6လောက်ဒူးနာနေရပါတော့ဟောအဲ့တော့ကျမရေအမြန်ကောင်းပါစီ Friday လုပ်ငန်းကြီးလည်းဒီမကပို့ပြီးတော့စရတဲ့ပို့လုံးလုံးနိုင်နိုင်ပါစီကျွန်တော်တို့လည်း အအများကြီးဒီ provider နဲ့ပတ်သက်တာကိုလူမှုရေးနဲ့ပတ်သက်တာကိုအကုန်လုံးအားလုံးကိုအများကြီးအိုးတင် जा ပြီးတော့ဒီတော့မကလည်းပို့ပြီးတင် जा ပြီးနိုင်မှာဒီလိုဆူတောင်းပေးပါတယ်။ဟုတ်ကဲ့ဆက်မရှိရဘူးဘယ်လိုတင်ပေးခဲ့လဲဘယ်လိုဘယ်လို lens အကြောင်းပြောလို့လဲ။အာဘယ်လိုတင်ပေးခဲ့လဲဆိုတော့ provider စိတ်သက်ဒီအဲလိုထားလောင်းရယ်ပြီးတော့ provider ပုံမှာဘယ်လိုစိတ်ထားရထားရအောင်ပြီးရင်လုပ်ငန်းတွေဆိုဘယ်လိုဘယ်လိုစီစဉ်ရအောင်ဘယ်လိုလုပ်အောင်ပေါ့နော်။အဓိကတော့ ဘာတွေတင်ပေးလဲလို့မေးရင်ဟိုအတိအကျမပြောနိုင်ပါနဲ့ဆံမောင်းနဲ့တူတူတွဲပြီးတော့လုံနေရင်းနဲ့ကျွန်တော်တို့ပြည်ရည်အများကြီးရလို့ခံစားရတာပေါ့နော်ဟုတ်ဟုတ်ဆံမောင်းကတူတူလိုက်လဲအတူပါပို့လိုက်တယ်ကိုယ်တိုင်လဲရှေ့အစီတင်တယ်အဲ့လိုလားဟုတ်တယ်ကိုယ်တိုင်လဲလိုက်တယ်အပင်မှန်လဲခံတယ်ပို့ပြီးတော့လဲဟိုပြောမစွန်းအများကြီးလုံးနိုင်တယ်ဗောနော်ဟုတ်နေဒီဘာလဲသူတော့ပို့တာပဲတော့ဟုတ်တယ်နေဒီဘာလဲတော့ပို့တယ်အကုန်မနာမနေဗောနော်ကျမရင်မကောင်းမှလည်း ီ6လောက်နာနေနာနေတန်းလိုင်းကိုမရမကဟိုအကုန်နိုင်ကိစ္စဆိုရင်ရှေ့ဆုံးကနေပြီးတော့လိုက်ပြီးလုပ်တယ်ပေါ့နော်ဟုတ်ဆမတ်ကဂိုနက်စတောင်းကလည်းပြောပါဦးဟုတ်ရေဒီရမကအများကြီးကျန်းမာပါစေဘရိုက်တာလုပ်ငန်းတွေရောဒီစာပေလုပ်ငန်းမောင်းအများကြီးအများကြီးအဘူဒတာတွေရတဲ့စာပေတွေလည်းအများကြီးထုတ်နိုင်ပါသေးလို့ဆူတောင်းလို့ပါတယ်လို့ပြောနော်ထုတ်ကြတဲ့ခြေောက်အချင်းနေရပါခြေောက်ချင်းနေရအញ្ញိုင်းမကောင်းသေးဘူးအခုတော့စူးစမ်းနေတယ်ပေါ့နော်ကောင်းအောင်ဒါမဲ့လည်းအာ ပြောရမှာဆိုဒန်နေလဲပါမယ်ထင်တယ် operation လောက်ပြီဒါပေမဲ့အရင်အရှင်းမကောင်းသေးဘူးပကတိတိုင်းမဖြစ်သေးဘူးเนาะအဲ့တော့ shooting နေရစအခုလောလောဆယ်မှာခဏရက်ထားရတယ်ဘောလို့ဘာလို့လဲဆိုတော့ကိုကိုမကောင်းသေးတဲ့အတွက်လက်ခံပြီးွားရင်အာကိုမရိုက်နိုင်ဘူးဆိုရင်တစ်ခွက်လုံးနားရတာဘောအဲ့လိုဖြစ်မှာကြောက်အားနာလို့ shooting လဲအခု break ထားရဘောလို့ဘာလို့လဲဘယ်လိုခံစားရလဲအာလမ်းလျှောက်တဲ့အချိန်ကျရင်နည်းနည်းလေး လမ်းဆောင်တိတာလမ်းဆောင်တိတာရထောင်းထောင်းလေးဖြစ်နေပြီးတော့အဲထိုင်ထလေးပေါ့ထိုင်ထလေးတိတ်မကောင်းသေးဘူးအခုမရရဲ့ရဲ့ချင်းဆိုလမ်းလျှောက်ရှင်းရှင်းမရသေးဘူးနည်းနည်းသွေးပူဝါမှရတာပေါ့အဲ့လိုဖြစ်နေပို့ပို့ကိုမညာတာလည်းပါမှာလေဟုတ်လားအဲ့ဒါကြီးလည်းပါမှာပေါ့နော်နည်းနည်းလေးပဲဒူးနာတာနည်းနည်းလေးပဲဆိုပြီးတော့အာဂျီဘီဒီရောဒီငလင်ဘီဒီရောအကုန်လုံးတွားပြီးတော့ပို့ပြီးတော့လှုပ်လိုက်တာအာဒန်ဒန်နေဖြစ်သွားတယ်လို့ထင်တယ်ပေါ့ဟုတ်လားဟုတ်ပါ